ိုင်ငံဘန်ကောက်မြို့မှာအသက်80အရွယ်ထိုင်းနိုင်ငံသားကိုတတ်ပြီးထွက်ပြေးနေတယ်ဆိုရဲမြန်မာနိုင်ငံသားကိုစူးငွေထုတ်ဝရမ်းထုတ်ထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်အသက်23နှစ်အရွယ်ကိုဆိုင်ဟန်ကိုမေလ10ရက်နေ့မှာထိုဘိုရီတရားရုံးကလူသတ်မှုနဲ့ဝရမ်းထုတ်ခဲ့တာပါ။အခင်းဖြစ်တဲ့မေလ10ရက်နေ့ကကိုဆိုင်ဟန်ဟာဘန်ခင်းနဲ့မီရှိကိုဝန်တဲ့ဇနီးဖြစ်သူလောက်ကင်နေတဲ့ထိုင်းလုံရှင်အိမ်ကိုရောက်လာပြီးဇနီးဖြစ်သူနဲ့တွေ့ခဲ့တယ်လို့ဆိုပါရတယ်။ ကိုဆိုင်ဟန်ဟာဇနီးဖြစ်သူစီကငွေတောင်းခံတာမရလို့သူမကိုတတ်မယ်ဆိုပြီးရန်လိုခဲ့တယ်လို့ဇနီးဖြစ်သူကရက်တပ်ဖွဲ့တွေစီမှာထွက်ဆိုထားပါတယ်။အဲ့ဒီချိန်ထိုင်းအလုရှင်ကသူမကိုအန်ဒီရဲ့ပြုမှာစိုးတဲ့အတွက်ကိုဆိုင်ဟန်ကိုအိတ်အပြင်းနေထုတ်ခဲ့ပြီးအထမ်းပြတ်မဝေဖို့တနက်ပြပြီးချိတ်ချောက်ခဲ့တယ်လို့ဆိုပါရယ်။အဲ့ဒီနောက်ကိုဆိုင်ဟန်ကအလုရှင်ရဲ့တနက်ကိုလူလိုရုံရင်းဆက်ခဲ့ဖြစ်ကြတာကနေတနက်ကကြီထွက်ပြီးအလုရှင်ဟာကြီထိမှန်တိတ်ဆုံးခဲ့တယ်လို့ဆိုပါရယ်။ အခင်းဖြစ်ပွားပြီးနောက်ကိုဆိုင်ဟန်ဟာထိုင်းလုံရှင်ရဲ့ကားနဲ့ထွက်ပြေးသွားခဲ့တယ်လို့သတင်းတွေမှာဖော်ပြထားပါဗျ။လက်ရှိမှာကိုဆိုင်ဟန်ကိုတွေ့ရင်သတင်းပေးဖို့တပ်ပုံနဲ့တကွဘန်ကောက်မြို့ဖက်ကစီရဲတပ်ဖွဲ့ကဆိုရှယ်မီဒီယာပေါ်မှာဖြန့်ဝေထားပြီးသတင်းပေးနိုင်သူကိုစုငွေဘတ်1000ချိမြှင့်မယ်လို့ဆိုထားပါဗျ။